ဇလန်းအစမှာတော့ရင်ကိုပါစူးစီးမြုံနေမွေးကအဲ့ဒီပွင့်လာတွေထဲမှာပါပတ်မှွင့်ပြီးသွားတဲ့အခါရင်ကိုပါပိတ်လောင်အစီရင်က အလုံးလုံးပေးနိုင်မှဒါကိုစူဆောင်းလို့ရမှာဒါပေမဲ့ကိုပါတော့ရင်အမွေသက်တန်ကျိုးကသွေးကိုင်းကလူတွေကို တိုက်တဲ့အချိန်တုန်းကတုံးလိုက်တဲ့အတွက်ထိုလူတွေကမသေးရင်ကိုပါတော့ရင်အမွေအသက်တန်ကျိုးကပြန်လာလို့မရဘူးလို့ရှာနေရှမ်းနဲ့ရှင်းပြလိုက်ပါတယ် ရန်ခိုင်းလဲသူတို့အနေနဲ့အမြန်ငါတို့ကိုလာရှာမှာလို့ပြောလိုက်ချိန်မှာရည်တန်တစ်ခုနဲ့အတူ ကောင်းလေမင်းညံကောင်းနေဆိုပြီးပြောကသခင်ဝင်နဲ့လုံဝေးတို့ရောက်လာခဲ့ပါတယ်ထိုချိန်မှာပဲရင်ကိုးပါစူးစင်းမြူနေငွေလဲလက်ပြေးသွားခဲ့ပါတယ်သခင်ဝင်ကလည်းသူတို့တွေကိုအချက်ပြလေချုံလိုက်ပါတယ်ရန်ခိုင်းကလည်းရည်တက်တက်ပြုံးနေခဲ့ပါတယ်ခဏအကြာ ဘသူမှရောက်မလာလို့တခင်ဝင်လဲမဟုတ်မှလွယ်ရောလို့ပြောကညလုံးပြူးသွားခဲ့ပါတယ်။ရန်ခိုင်းကလည်းသူတို့ပြန်မလာတော့ဘူးလို့ပြောလိုက်ပါတယ်။တွက်တာလူသွားတယ်မထင်တာဘူးဒီမိန်းကလေးကချနိုင်တဲ့အင်အားရှိသေးတာပဲခွဲခွာပေါင်းစည်းခြင်းအဆင့်ပုံရဲ့အကြော်မော်တွေကိုတတ်နိုင်သေးတယ်လို့တွေးလိုက်ပြီးသူတို့အကုန်လုံးထိသွားရင်တော့မင်းတို့လည်းငါတို့လက်ကပြေးမလွတ်နိုင်ပါဘူးလို့တခင်ဝင်လဲပြန်ပြောလိုက်ပါတယ်။ သူကလည်းအဖိုးကြီးနားကြီးတယ်လို့ပြောဆိုကတလန်းချင်းတက်သွားခဲ့ပြီမဲ့သူ့ရဲ့ဆရာသူအမကသူ့ထက်လင်းမြတ်စွာတက်သွားခဲ့ပြီးတခင်ဝင်နဲ့ရင်ဆိုင်လိုက်ပါတယ်တခင်ဝင်ကလည်းပြန်ကူးခံလိုက်ပြီးတောင်မလေးရဲ့လူတက်တဲ့အမွှေးတက်ကမသေးဘူးပဲဒါဆိုမကောင်းတော့ဘူးတခင်လေးလုံးဟိုကောင်လေးကိုမဲလက်အပ်လိုက်ပြီးဒီကောင်မလေးကိုငါရင်ဆိုင်လိုက်မယ်ပြောကတိုက်ခိုက်မှုကိုစတင်လိုက်ပါတယ်လုံဝင်းကလည်း သူ့မျက်နှာကိုဒဏ်ရာမရစေနဲ့လို့ပြောလိုက်ပါတယ်။သခင်ဝင်နဲ့နေရှန်ရန်ခိုင်းနဲ့လုံဝေးတို့တိုက်ခိုက်ကြပါတော့တယ်။လုံဝေးရဲ့စွမ်းရည်မူလစွမ်းအားလေဘက်အဆင့်ပုံပထမအဆင့်ကနူးလန်ထက်တဆင့်မကတာနေတယ်လို့ရန်ခိုင်းတွေးနေခဲ့ပြီးလုံဝေးကလည်းသူ့ကိုငှက်မွေးအတောင်ပောက်ခွဲခြင်းတိုက်ခွက်ကိုထုတ်တိုက်ခိုက်လိုက်တဲ့အခါသူ့အမြန်ရှောင်းတိန်လိုက်ရပြီး တိုင်ကွက်ကမြေကဘာအဆင့်တိုင်ပညာဖြစ်နေခဲ့ပါတယ်။မူလစွာရဲ့အခြေအတီအဆင့်ပုံအဆင့်လေးကသူ့ရဲ့နှံမွေးရတောင်ပေါက်ပွဲခြင်းကိုရှောင်နိုင်တယ်လို့ပြောလိုက်ချိန်မှာရန်ကိုင်းစီကမူလစွာအင်းလှုံရှားပုံကမူလစွာအင်းခြေအတီအဆင့်ပုံအထုတ်ထိပ်ရောက်နေတာတွေ့လိုက်ရတော့မင်းဘယ်လိုပဲဖြစ်ဖြစ်ဒီနေ့ငါလက်ထဲမှာတည်ရမယ်လို့ပြောကထပ်တိုက်ခိုက်လိုက်ပါတယ်။ နှစ်ယောက်သားပြင်းပြင်းထန်ထန်တိုက်ခိုက်ပြီးနောက်ရန်ခိုင်းရဲ့အရေးချင်းအစစ်အမှန်ဖုံးကွယ်ထားတာကိုလုံဝေးသိရှိသွားခဲ့ပြီးဘလို့ပဲဖြစ်မင်းကငါတိုင်ပတ်မဟုတ်ဘူးဆိုကထပ်တိုက်ခိုက်ပြန်ပါတယ်ဒီတစ်ခါမှာတော့ကျန်းဟုံခြေလန်းတိုင်းနဲ့တိုက်ခိုက်လိုက်တော့ရန်ခိုင်စတင်တိုက်ပတ်လာနေခဲ့ပါတယ် ရထိုးချက်တွေကိုလုံဝီရဲ့ခြေလမ်း၌ကအသာယာရှောင်ပြနေခဲ့ပြီးရန်ခိုင်းရဲ့ပြင်းထန်တဲ့တိုက်ပွဲတွေကမူလစွမ်းအင်ကိုပဲအလကားသုံးသလိုဖြစ်နေလိမ့်မယ်။မင်းရဲ့မူလစွမ်းအင်သုံးလို့ကုန်သွားတဲ့အချိန်ကြရင်ငါတစ်ချက်တည်းနဲ့ပွဲသိမ်းရမယ့်အချိန်ပဲအကယ်လို့မင်းငါကိုမတက်နိုင်ရင်မင်းရဲ့အဖော်မင်းကလေးကိုငါအပိုင်သိမ်းလိုက်တော့မယ်လို့ပြောဆိုပြီးတိုက်ခိုက်နေခဲ့ပါတယ်။တိုက်ခိုက်တဲ့အချိန်ကြာလာတော့ရန်ခိုင်းရဲ့မူလစွမ်းအားက ကြမလာတော့လုံဝေးဇဝေဇဝါဖြစ်လာခဲ့ပြီးပိတ်မိနေတဲ့တားရိုက်ကများလို့ပြောနေတဲ့အချိန်မှာပဲရန်ကိုင်းစီကနေလှင်မြန်စွာတိုက်ခိုက်လာခဲ့ပါတယ်ဒီတစ်ချိန်မှာတော့လုံဝေးရဲ့ခြေလမ်းတွေကိုရိတ်စားမိနေခဲ့ပြီးနောက်တစ်ခါစုလဝါတစ်ချက်ပဲမဟုတ်တော့ဘူးလို့ရန်ကိုင်းလည်းပြောလိုက်ပါတယ်သူကလည်းငါသခင်လေးကို ချင်းချောက်ကိုကြိုးစားမနေနဲ့ မင်းငယ်ပါသေးတယ်လို့လုံဝေးလေးပြောလိုက်ချိန်မှာရခိုင်ကနေစတဲ့ထပ်တိုက်ခိုက်ကြပါတယ်။ဒီတခါမှာတော့လုံဝေးနောက်ဆုတ်ပေးလိုက်ရပြီးသူ့နေရာတွေကိုရခိုင်ဂျိမိနေရာလုံးဝမဖြစ်နိုင်ဘူးလို့ပြောဆိုနေပေမဲ့ရခိုင်ကမဖြစ်နိုင်လားမရှိဘူး။ဒါမင်းရဲ့ဂျင်းုံခြေလမ်းကို လုံးဝသိမြင်သွားပြီ။မင်းခြေချမဲ့နေရာကိုကြိုတင်ရိုက်ချလိုက်တာလို့ပြောနေရင် သူ့ရဲ့အနာကိုကတ်သွားကခြေဖြစ်နင်းထားခဲ့ပါတယ်။ သူကလည်းဒီကိုင်းရဲ့ဒုတိယကိုင်းချုပ်ရဲ့မြေဖြစ်တာကြောင့်မင်းတက်လို့မရဘူးလို့ပြောပြီးတိုက်ခိုက်လိုက်ချိန်မှာရန်ကိုင်းစီကနတ်ဆိုးပရင်ထပ်ပြီးထွက်ပေါ်လာခဲ့ပါတယ်။တက်ဖတ်မှာလဲတခေဝင်နဲ့နေရှန်တို့ပြင်းထန်စွာတိုက်ခိုက်နေရင်လုံဝင်းရဲ့ရုပ်ကလက်ကသူ့စီရောက်လာခဲ့ပါတယ်။ ။တခင်ဝင်လဲအနာလို့ကစမ်းသပ်လိုက်တဲ့အခါမှာတော့အသက်မရှိနေခဲ့တော့ပါဘူး။ထို့ကြောင့်လုံချိုင်တိုင်းရဲ့ဒေါသပုံထပြီးတောင်းကျမ်းတော့မှာဒီအာဂါတလူမျိုးချင်း အစစ်မှုရှိတဲ့တိုင်းပညာရှင်သားအပြစ်ရှာရင်သူတန်ခံနိုင်မှာမဟုတ်ဘူးလို့သွေးပူနေချိန်မှာနင်ရှမ်းလဲအခွင့်အရေးကိုအမိရတုံးချလိုက်ပါတယ်။နင်ရှမ်းရဲ့ရှုံးနောင်ခြင်းကိုခံရပြီးရန်ခိုင်းရဲ့ရန်ရီဆက်နဲ့လဲတိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်။တခင်ဝင်လဲရန်ခိုင်းရဲ့တိုက်ခိုက်တာဟာ မင်းကလေးထက်အစထောင်တောင်းမက ကျန်းတယ်လို့တွေးနေခဲ့ပါတယ်။ရခိုင်ခန္ဓာကိုယ်ကိုနဆိုးဘရင်က အပိုင်စည်းထားကသူ့ရဲ့ရန်တဝိညာဉ်ရဲ့ဆက်ဆက်ကိုအလကားသုံးလိုက်ပြီးတဖက်လူခန္ဓာကိုဘာမှမဖြစ်လို့အပြစ်တင်နေခဲ့ပါတယ်။အယိုးစုနဆိုးဘရင်ကလည်းဒီလောက်အကြာကြီးလေးကျင့်တာတော့မှဒီအရေးချင်းပဲရှိတယ်။မူလခြေအတိအစင်ပုံရှိတဲ့ပညာရှင်ဆိုတော့ခန္ဓာကိုယ်ကတာမဏိစေပဲလို့ပြောလိုက်ပါတယ်။ ထိုချိန်မှာပဲမင်းကုံကအရင်သက်မဲ့ပြောကလက်လီတဲ့ချက်ရန်ကိုင်းစီဝင်ရောက်လာခဲ့ပါတယ်။ထိုချိန်မှာနတ်ဆိုးဘရင်ရဲ့အဆုံးသက်ပေးခြင်းကိုတခင်ဝင်စတင်ခန်းစားလိုက်ရပါတော့တယ်။သူကြမ်းပါပဲရင်းတန်ညူတွေကသူခန္ဓာကိုယ်တွေကနေထွက်ပေါ်လာခဲ့ပါတယ်။နေရှမ်းလဲဆရာတူမောင်လေးဘာမှမဖြစ်ဘူးမလားလို့မေးလိုက်ပါတယ်။ သူကလည်းဘာမှမဖြစ်ဘူးရင်ကိုးပါဆူစင်မျိုးနေငွေကိုအမြန်သွားရှာကြမယ်ခဏနေသူတောက်မခံနိုင်မှာစိုးရိမ်နေလို့ပြောဆိုကထွက်သွားကြပါတော့